အားလုံးပဲမင်္ဂလာပါများဆိုင်းလန်တရေထဏာမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးတို့ဖိုင်လျက်တော့စကိုင်းမင်းကုန်းကိုပီတက်တွေစုမိုးထားလို့စိတ်ပူနေတဲ့ပေါ့ကိုတော့ဘုန်းကြီးပြောတာရုပ်သံမျိုးဘာလဲကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒရမာပေါ့ကိုတော့ဘုန်းကြီးရဲ့အိုင်ဒီအကြောင်းနဲ့ပတ်သက်ပြီးစစ်တက်ကိုဘာလို့ဘလို့ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်အောင်ကြည့်ရှုလေးလားတော့တဲ့ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းဆိုင်းလန်တရေထဏာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ိုးလေးမလာပါရဒီနေ့ကစကွေးရဲ့တွန်းလာပါ2025ဖြစ်ပါတယ်ဗျာဒီနေ့ဥစဉ်မင်းကွင်းတရင်လေးကိုဥစဉ်ပြောချင်ပါတယ်เนาะဒီနေ့မင်းကွင်းတရင်မင်းကွင်းဆိုတာကတော့အားလုံးနဲ့စတိုင်းတိုင်းမင်းကွင်းပေါ့เนาะစတိုင်းမင်းကွင်းဆိုတော့အားလုံးနဲ့ကြားမှဖြစ်မှာလေမင်းကွင်းနဲ့ပတ်သက်ပြီးမှာဥစဉ်ကခဏခဏလေးဒါပြောလေးပြောတာရှိပါတယ်เนาะဘာကြောင့်ပြောတာလဲဆိုလို့ရှိရင်မင်းကွင်းကကမ္ဘာအပြင်တည်နေတာလေအော်မင်းကွင်းဆိုတာကမျိုးကြီးလည်းမဟုတ်ပါဘူးဂျွာပါเนาะအဲ့လိုဂျွာလေးမှာတော့ PDF တွေကစုံမှုနေတယ်ဆိုတော့ဘယ်သူညံ့လို့လဲဆိုတော့အဖေကတော့ရှင်းရှင်းလေးပါပဲเนาะအဲ့တော့မင်းကွင်းကိုဥစဉ်တော့ပူပူဆိုးတာက မျိုးမျိုးစစ်ကြောင်းဖွဲ့စခန်းဒီလက်ပံကိုမကျော်တော့ဘူးမကျော်ဘူးမကျော်ဘူးတော့ဘာကြောင့်မကျော်တာလဲတိုင်းကမရှိကိုဆက်မလို့ခိုင်းတာလားတက်မမှုကမရှိဘူးလူတက်မမှုကမရှိကိုဆက်မလို့ခိုင်းတာလားဒါမှမဟုတ်ရှိကိုပဲဆက်မလို့ရဲတာလားဆိုတာဖြေရရခဲ့တယ်ဒီအခုဆိုလို့ရှိရင်မျိုးမျိုးမှာမီးကိုဖြတ်လိုက် PDF ကြီးအဲ့တော့မီးလေးဖြတ်ပြတ်တဲ့အတွက်ကြောင့်ဒီညနေနံပြည်သူစစ်တရောပါလေဒီဇယ်လိုဓာတ်စီလိုနော်ဓာတ်စီနဲ့ဒီဇယ်ကိုလိုက်ရှာနေရတဲ့အနေအထားတစ်ခုဖြစ်သွားပြီ။ဒီဖြတ်ထားလိုက်။ဘယ်ရက်ကတော့18ရက်နေ့ကလေးဖြတ်ထားတာ အဲ့ပို့ဆိုတာကပြောရရင်စခန်းကိုလို့ရပေါ့ဝိုင်းခံရတယ်ပြရစခန်းရစခန်းမှာတုံးရည်လည်းပြတ်သွားတယ်နော်ဒါတော့ဝင်စီမလဲညဝင်စီမလားနေ့ဝင်စီမလားဆိုတော့ဦးတင်းတို့ကအဖြေရှားမယ်နော်အဲ့တော့သူကဟာဝိုင်းခါလာမဟုတ်ပါဘူးဆိုပြီးတင်းမုံတင်းတဲ့လူကရှိတယ်စကြောင်းနဲ့ရဲလေးကလည်းအခုထိဘာမှမတော့စကြောင်းနဲ့ရဲရတော့ဒီဘာမှမကြားဘူးကဘလို့အနေထားဘလို့ပုံစံတော့ဦးတင်းတို့လည်းမသိဘူးပြတော့မသိဘူးမင်းဝင်လို့ညာလေးအဲ့တော့မင်းဝင်လို့ညာမျိုးတတိဘလို့အိုက်ချင်တော့ဦးစင်းအချိန်ကမင်းဝင်လို့ညာမျိုးတွေကိုဘက်ညာမျိုးဦးတင်းတို့ပြီးလို့စစ်တယ် ခုလက်ရှိ1 to 1ပေါ့နော်လက်ရှိတော့ဘာကြောင့်လို့ဒီ1 to 1တခါကြီးပေါ့နိုင်ခင်းလို့ ਨੇ တို့တို့အဲ့တော့အတိုင်းဟိုကအဲ့တော့အတိုင်းဟိုကဥက္ကုကဥသက္ကရာမှုပေါ့နော်ဥက္ကုသူ့လက်ထက်တုံးမှာပေါ့နော်ဦးဇင်းတို့မင်းဝင်တော့မင်းဝင်တော့ကိုပဲလိုမရရလို့1 to 1ပေါ့နိုင်ခင်းတဲ့ဘတ်တာစာလေးသူ့လိုပဲရှင်းလိုက်တာအဲ့တော့ဒါကြီးထောင်းအောင်ထောင်းရောက်အောင်တို့ကဒီတတိယတတိယအော်ရှင်းစရာရှိအောင်ပြည့်ပြတ်တာလားရှင်းဖို့လိုတဲ့တတိယရောလို့ခုလိုတဲ့နော်အဲ့တော့ဥစ္စာတကယ်တော်တဲ့ဒီရိယရိယရပါနော် ဥစဉ်နာအကြီးကြီးဆုံးဖြတ်နိုင်မှုရှိတဲ့လူကြီးဆိုရင်အပြစ်ရှင်နောက်မှပြစ်ရှင်မှာသူကစစ်တိုက်ခိုက်နေတယ်လူစီယိုရေးလည်းကောင်းတဲ့လူကြီးပါဘုရားနော်အဲအပြစ်ရှင်လည်းကောင်းနောက်မှမင်းမှာအပြစ်ရှင်မှာကွာမင်းကဘလုံးတိုင်းဒေသကိုထပ်ဆောင်ကွာဟုတ်လားသူတို့ရာအဲ့လည်းအတိုင်းရှိပါတယ်ဒါဥစဉ်ဘာယူကြမှာတော့မရှိတော့တတိယတဲ့ကြောင်းကိုပြောပြရအောင်နော်အာတတိယတဲ့ကြောင်းပြောပြရအောင်လူလည်းဥစဉ်ကိုလူထားတာဘာညာဘူးသူလူရှိတာဘူးနော်အာတကယ်တော့တော်တဲ့လူဥစဉ်ကချီးကျူးပါဥစဉ်လို့လည်းလုပ်ပဲအာမင်းဘက်ဆိုတော့မန္တလေးနဲ့တော့မဆိုင်ဘူးလက်ပကားနဲ့မန္တလေးကလက်ပကားဘူးလေနော်ဒါပေမဲ့ ဒိုင်းပြည်တော်မှာတော့အကုန်လုံးနဲ့ဆိုင်ပါပဲအဲ့တော့မင်းဝဲလို့နေရာမျိုးကိုတွတ်ထားမှာဆိုရင်မန္တလေးပဲလေမတော်တဲ့ကုနာနဲ့စကိုင်းပဲလေဆိုရင်စကိုင်းဆိုတာကဘယ်ဆိုတော့စကိုင်းကိုပြုံးပြုံးကြော်လို့မရဘူးကြော်လို့မရဘူးစကိုင်းမှာပြုစစ်တီးရတာများလားဆိုလည်းများတာပဲเนาะများတာပဲစကိုင်းမှာပြုစစ်တီးရရှိတာလည်းရှိတာပဲအဲ့ပြုစစ်ရှိတဲ့ဟာလည်းတစ်ခါတစ်ခါတော့ညိုတဲ့ကပြုစစ်ကဟိုကပြုလို့တစ်ခါနဲ့ပဲမတည့်ကြဘူးထွေရုံမှာနေတဲ့ပြုစစ်ကလည်းထွေရုံမှာဆရာကြီးထားတယ်ပဲအောင်မောက်ဦးဝေဘပြုစစ်ကလည်းဥပ္ပဒေတွေတွေ့တဲ့ဟိုအမေရဲ့လူနဲ့ ဒီဖုန်းကြီးပဲသူကအစ်စ်ကြီးအစ်စ်လိုက်ရှာကြရတယ်ပြောရအောင်နော်အစ်စ်လိုက်ရှာကြရတယ်ဦးဇင်းတော့တုတ်တက်အောင်ဒါတုတ်တက်တာပါဦးဇင်းတော့နော်အဲ့တော့စကိုင်းကိုဒီတိုင်းပြစ်ထားမှဆိုရင်တော့ဒဂိုင်းတိုင်းမှုကြီးလဲတာဦးဇင်းရဲ့လိုက်ကြည့်တော့ဒါကြီးကကြည့်လက်ကြည့်တယ်ဒဂိုင်းနဲ့ဦးဇင်းနဲ့လည်းစကားခဏခဏတုတ်ကြည့်တယ်ဒဂိုင်းဒဂိုင်းဘယ်နေရဆိုတော့ဒဂိုင်းရဲ့ကြောက်ဆိုဆိုတော့အညာရလို့ဦးဇင်းကထင်တယ်ဟောစကားအားရပါဒဂိုင်းကပြောတာဟုတ်ဒဂိုင်းမှာတိုင်းမှုဆိုရဲဒဂိုင်းမှာတိုင်းမှုကြီးกว่าဆိုတဲ့ဒဂိုင်းမှာဘုံမနာနာဒဂိုင်းမှာမထားဘူးဒါနဲ့ဦးဇင်းတို့ကဒဂိုင်းတို့ဒဂိုင်းရဲ့လည်းဆက်ကြောက်လို့ပြီးမဟုတ်လို့ဦးဇင်းကလည်းဆက်ကြောက်လို့ပြီးမဟုတ် တော့ပြောချင်တာကဘာပြောချင်တာလဲဆိုတော့ဒါကြီးလည်းအကုန်လုံးမတိနိုင်ဘူးဥစဉ်လည်းအကုန်လုံးမတိနိုင်ဘူးဥစဉ်တိတဲ့ရောက်လည်းဒါကြီးမတိနိုင်ဘူးဒါကြီးပုံတိတဲ့ရောက်လည်းဥစဉ်မတိနိုင်ဘူးဒါနဲ့မြင်းဝင်းနဲ့ပတ်တဲ့အတော့ဒါကြီးချက်ဥစဉ်ကကိုသိမယ်လို့ဥစဉ်ကကိုထင်နေပြန်နော်အဲ့တော့ rate လဲဆိုကြောင့်ငယ်ရှိတယ်ခုလိဖြစ်မတွန်းနိုင်ဘာကြောင့်မတွန်းလဲဟုတ်ပြီပြီကဘာအမွေအနှစ်တွေကဘာရဲ့ဟိုပါလေရှောင်းဝါလိုမွေးနေဒါပေမဲ့ဒီကတည်းကအဲ့အမွေကဘာရဲ့အမွေနှစ်တွေမှာနေရာယူထားတယ်မြေကွန်းမထိုးတော့ကြီးကိုမြေကွန်းခေါင်းလောင်းကြီးကိုဟိုဘက်ပြန်ညနေနေစီမှာပြုစုစစ်တားရှိရတာမှာဒါလူလို့ရှိတဲ့အတွက်ကြောင့်နေရာမျိုးကဘေးမှာရှိရလို့ကြောင့် ကျန်တဲ့နေရာတွေမှာစကမ်းပါလေပတ်ပတ်စကိုင်းနဲ့ရွာထဲမှာငလုံးပီးရက်နေရှိတယ်။ရွာထဲမှာပီးရက်နေရှိတယ်။မယုံရင်ခဏကြီးထားလိုက်။ဒီတရက်နေရာမှာခဏလို့စေကြောင့်မင်းဝင်းပါလေမရောက်ဘူးဆိုလို့ရှိရင်မင်းဝင်းကလုံးလုံးတိတ်ထားလိုက်တယ်။ရှိရစကမ်းပြီးထွက်ပါလေ။ရှုံးလိုက်။ရဲရူးတဲ့အမခဲ။လိုအပ်ချက်ကိုလက်နဲ့ထိုင်ရလိုအပ်ချက်မပန်းဘူးလိုအပ်ချက်လုံးပြလုံးလိုက်ကြဖို့မလုပ်ဘူးဆိုရင်တော့အဲ့တော့မန္တလေးနဲ့ချိန်ဆက်ပြီး ီဘက်ကလည်းတွားမယ်ခုဘက်ကလည်းတွားမယ်လုံးတဲ့လုံးတိုက်ထားဖို့ပြက်ပြက်တာတာတော့ဦးစင်းတော့လုံးစိတ်ချင်နေကြနော်လုံးစိတ်ချင်နေဘာမှမကြည့်ရွာလေးမှာ PDF ဒီစုံမုန်းနေလဲဆိုတာကြားလို့လည်းမကောင်းဘူးကြလူကြားလို့လည်းမကောင်းဘူးနော်အဲ့တော့လုံးတဲ့လုံးတိုက်ထားဖို့မလုပ်ဘူးဆိုရင်တော့ဘာမှမလုပ်ချင်ဘူးကြဘာမှမပြောချင်ပါဘူးနော်အဲ့တော့ဒါဦးစင်းကတော့တိုက်မှုတွေတီးအောင်ဝေဖန်ပြီးဖြစ်ထားပါတယ်နော်အောက်ဒရင်စက်ထမှာဝိုင်းမခံပါဘူးဘာမှမဖြစ်ပါဘူးဝေဖန်မှာရေခဲပါဆိုပုံစံမျိုးတော့ရေခဲလားမရေခဲလားသိချင်ရှိဖို့လားတို့ကြည့်လို့ဦးစင်းတော့အကြံပြုချင်ပါတယ်အားလုံးလာပါပြီလား